ကပူတာပေါင်းမျိုးနယ်တွေမှာအရခတက်တော်အေးနဲ့ထိတွေ့တိုက်ပွဲတွေတွင်ထိခိုက်ဒဏ်ရာရလာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေပသိမ်မျိုးကိုဇက်တိုက်ရောက်ရှိလာတယ်လို့သိရပါတယ်။အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတာခလောက်ရှိပသိမ်စစ်မြေပြင်စေးတန်ရင်မဆာရလေးတွင်ကိုပို့ဆောင်ထားတဲ့ဒဏ်ရာရရှိသူတွေများလွန်းလာကြောင်းဒံယာရစစ်ကောင်မရှင်တပ်ဖွဲ့ဝင် လူနာရီကို စေးယုံတွင်ကရင်မဆန့်တော့တဲ့အတွက်စစ်တပ်ရဲ့ရှေ့ရှိကစားကွင်းနဲ့နားနေဆောင်တွေမှာပို့ထားရပြီး ကုသပေးနေရတယ်လို့သတင်းထုတ်တက်ဖွဲ့ပသိမ်စီကသိရပါဗျ။စင်မတိုက်တက်တဲ့သူတွေနဲ့စင်မတိုက်ချင်တော့တဲ့သူတွေပဲရှိတယ်ဆိုတော့ရှည်တန်းဖို့လဲထွက်ပြေးဒံယာရတေနဲ့လုံးချလဲနေတယ်။အခုရပိုင်းကိုစစ်ကောမရှင်ကနေမျက်နှာဘက်ကိုစစ်ကူအလုံးရင်ထပ်ပို့ထားတယ်လို့သတင်းရမြစ်က ARD Times ကိုပြောပါရယ်။စစ်ကောမရှင်တပ်ဟာတိုက်ပွဲတွေပြင်းထန်နေတဲ့လေးမျက်နှာမျိုးနဲ့ရေကြီးမျိုးနယ်ကိုလွင်အားအလုံးရင်ဖြည့်တင်းနေပြီးဆက်သွေးလမ်းကြောင်းတွေပါပြောင်းလဲထားပါရယ်။ ရတုအစစ်တန်းနံပေးထားတဲ့စစ်မှုရန်တန်းနံဆင်းတွေနဲ့မူရစ်စေးဆွဲနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေဟာရှေးတန်းတိုက်ပွဲတွေမှာထိခိုက်ဒေဆုံးမှုတွေများပြီးမဆရလေးပသိမ်ကိုပြန်လည်တည်ယူနေရတာဖြစ်ပါတယ်။ဒေဆုံးသွားတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုရွှေမြင်တင်တုတ်တန်ကိုမပို့ခင်ရင်ခွဲရုံမှာပဲအစုလိုက်ပြုံလိုက်အမိန့်စာ ပြန်ပေးနေရတယ်လို့သိရှိရပါတယ်။